ပို့ကုန်လုပ်ငန်းတွေအားလုံးပုံမှန်အတိုင်း automatic license နဲ့ non automatic license စနစ်တို့နဲ့ရှောက်ထားရယူပြီးမှဆောင်ရွက်ရမယ်လို့ကုန်သွယ်ရေးဦးစီးဌာနကကြေညာလာပါတယ်။ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ပို့ကုန် license တွေကို Myanmar Trainnet 2.0နဲ့ခွင့်ပြုနေခြင်းမှာ Meshla 28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မန္တလေးငလျင်တန်းကြောင့် internet ချိတ်ဆက်မှုစနစ်တွေပြတ်ထောက်ခဲ့ရတယ်လို့ဆိုပါတယ်။ အဆိုပါကာလအတွင်းပို့ကုန်လုပ်ငန်းတွေအဆင်ပြေချုံးမွေးစွာဆောင်ရွက်နိုင်ရေးအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ30ရက်နေ့အထိပို့ကုန်လိုင်စင်လျှောက်ထားဖို့မလိုကြောင်းကြေညာခဲ့ပါတယ်ထို့အတွက်ကြောင့်ပုဂ္ဂိုလ်လုပ်ငန်းရှင်တွေအနေနဲ့အကောင့်ခွန်လုံထုံးလုံနည်းနဲ့အညီထုတ်ကုန်ကြေညာလော်နဲ့ဓာတ်ရိုက်ဆောင်ရွက်ခွင့်ရှိကြောင်းထုတ်ပြန်ခဲ့ပါတယ် ထောက်ကုံချင်းညာလွာတင်သွင်းသူတွေအနေနဲ့လဲထောက်ကုံချင်းညာလွာတင်သွင်းရမှာချင်းညာလွာရဲ့ no one အကွက်မှာကုံတွဲဥစည်းဌာနရဲ့တည်တင်းလွာတင်မြင့်ဆောင်2025အရာ တင်ပို့ခြင်းဖြစ်ပါသည်လို့ဖော်ပြပြီးပုဂ္ဂိုလ်လိုင်စင်မပါရှိဘဲထောက်ကုံချင်းညာလွာတင်သွင်းဆောင်ရွက်ခွင့်ရှိခဲ့ကြောင်းသိရပါတယ် ခုတော့ပုတ်ကုန်လုပ်ငန်းတွေအလုံးပုံမှန်အတိုင်းလိုင်စင်လျှောက်ထားရယူပြီးမှဆောင်ရွက်ခွင့်ရမှာဖြစ်လို့တင်သွင်းလိုတဲ့ထုတ်ကုန်ကြေညာလောက်မှလိုင်စင်ဖြည့်ဆွက်ကြေညာခြင်းလိုင်စင်ဘယ်လန့်စင်ဆောင်ရွက်ခြင်းတို့ကိုအရင်လုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်ရမယ်လို့ကောက်ခွန်ဦးစီးဌာန MBCCS ဌာနခွဲကကြေညာထားကြောင်းမှခင်ဗျာ Thank you.